ရဲ့အုံနောက်ဘယ်ချိန်ကလေးကဖွင့်ပြိုးနေလဲဆိုတာဒီပါမလားကလေးတယောက်ရဲ့အုံနောက်ဖွင့်ပြိုးမှုကမိခင်ဝမ်းကလေးမှာကစတင်ပါလေဒီဖွင့်ပြိုးမှုကမွေးဖွားပြီးနောက်ပိုင်းမှာလည်းအရှိန်အဟုန်နဲ့ဆက်လက်ပြီးတော့ဖွင့်ပြိုးနေပါလေဒါဆိုရင်မိခင်ဝမ်းထဲမှာဘယ်ချိန်ကစပြီးဖွင့်ပြိုးလဲဆိုတာသိချင်နေကြမှာပေါ့နော် ကိုဝန်ဆောင်ကာလတရေသားဘဝမှာပထမ3လအဲ့ဒီပထမ3လမှာ အုံနောက်နဲ့အာယုံကျော်စနစ်တွေကစတင်ပြီးတော့ဖယ်စည်းပါတယ်ဒုတိယ3လဒုတိယ3လမှာတော့အုံနောက်ဆဲတွေကအလင်းအမြန်ပွားများလာတယ်အာယုံခံနိုင်တဲ့စွမ်းအင်တွေစတင်လာပါတယ်တတိယ3လတတိယ3လမှာတော့ အုံနောက်ရဲ့အခြေခံတည်ဆောက်မှုတွေပြည်စုံလာပြီးတော့မွေးဖွားပြီးနောက်မှာလည်းအရှိန်အဟုန်နဲ့ဆက်လက်ပြင်ပြူနေပါလေဒါဆိုရင်မွေးဖွားပြီးနှစ်နှစ်အတွင်းမှာကလေးရဲ့အုံနောက်ကဘာတွေလှုပ်ဆောင်မှုပြေးနေပြီလဲပထမ6လပထမ6လမှာဆိုလို့ရှိရင်အမြင်နဲ့အကြအယုံပြင်ပြူပါလေ ရိုးရှင်းတဲ့လှုပ်ရှားမှုတွေလုပ်ပါတယ်ဥပမာလက်တီဆုပ်တာမျိုးပေါ့6လကနှစ်နှစ်ဒီအချိန်မှာဆိုလို့ရှိရင်တော့ဘာသာစကားတွေစတင်ပြီးတော့တင်ယူနေပါပြီလမ်းလျှောက်တက်လာမယ်စိတ်ခံစားချက်စိတ်ခံစားချက်နဲ့ဆွတ်သွယ်မှု စွမ်းရည်တွေတိုးတက်လာမယ်ဒါဆိုရင်မွေးဖွားပြီးနှစ်နှစ်နောက်ပိုင်းမှာရော အသက်နှစ်နှစ်ကနေ၅နှစ်အထိကလေးတွေကစဉ်းစားတွေးခေါ်နိုင်စွမ်းစကားပြောနှုန်းလူမှုဆက်ဆံရေးစွမ်းရည်တွေပုံမှုတိုးတက်လာပါတယ်အသက်၅နှစ်အထက်မှာတော့ကလေးတွေရဲ့အုံနောက်ကယုတ်တိတန်တဲ့တွေးခေါ်မှုတွေမှတ်ဉာဏ်နဲ့သင်ယူနိုင်စမ်းတွေမြင့်မားလာပါတယ်ဒီမှာဆိုရင်သတိထားရမယ့်အချက်ရှိပါတယ် ဲ့ဒါကဘာလဲဆိုတော့အဟာရနဲ့ပတ်ဝန်းကျင်ချင်းနေဥပမာမိဘနဲ့ဆက်သွယ်မှုပေါ့နော်အဲ့ဒါတွေကအုံနောက်ရဲ့ဖွံ့ဖြိုးမှုကိုအဓိကအထောက်အကူပြုပါတယ်ဒါကြာကလေးအုံနောက်ရဲ့ဖွံ့ဖြိုးမှုဟာကိုယ်ဝန်စတင်ပြီးကလေးကကလေးဘဝတလျှောက်လုံးအစစ်စစ်တိုးတက်နေတာဖွံ့ဖြိုးနေတာဖြစ်ပါတယ် ဒါကြောင့်တတိသာဘဝကလေးကအုံနာဖွင့်ပြိုးပြီးနေပြီးဆိုတာကိုမိမိတွေအနေနဲ့တတိထားရမှာဖြစ်ပါတယ်။ကျမတော်ဒီချက်ချက်ဝင်မှာကလေးစိတ်ပညာကိုသူတည်တနာလောက်ကဲ့မျှဝင်နေသူတယောက်ဖြစ်ပါတယ်။ကလေးတွေရဲ့စိတ်ကိုနားလဲပြီးသူတို့ရဲ့ဖွင့်ပြိုးမှုအတွက်မိဘတွေဆရာတွေနဲ့အတူတူလက်တွေလောက်ကဲ့လည်းရရှိပါတယ်။ကလေးတိုင်းကပျော်ရွှင်ပြီးကျမ်းမာတယ်စိတ်ခက်စားချက်အတွေးမြင်နေတဲ့အတူတူ အနာဂတ်ကောင်းမြတ်ကိုပိုင်ဆိုင်စေချင်တာကတော့ကျမရည်ရွယ်ချက်ပါ